ရှမ်းပြည်တောင်ပိုင်းကရင်နီပြည်အဆက်ဖဲခုံမြို့နယ်အခြေဆိုင်ကရင်အမျိုးသားတပ်မတော် KNA အနေနဲ့စစ်ကောင်မရှင်ကဦးစီးကျင်းပတဲ့ရွေးကောက်ပွဲကိုသူတို့ဒေတာတွင်မှလက်တင်မခံဘူးလို့တာဝန်ရှိသူတွေကပြောပါတယ်။ဖဲခုံမြို့နယ်အတွင်းမှာရှိတဲ့ကရန်ဒေတာဟာတော်လန်ရေးတပ်ဖွဲ့တွေရဲ့စုမှုနယ်မြေလည်းဖြစ်တာကြောင့်လူမှုစန္ဒသဘောထားအတိုင်းရွေးကောက်ပွဲမှာပူးပေါင်းပါဝင်မှာမဟုတ်ဘူးလို့ပြောပါရယ်စစ်ကောင်မရှင်ဘက်ကရွေးကောက်ပွဲကျင်းပနိုင်တဲ့ဒေတာတွေဟာ ဖဲခုံနဲ့မိုးမြင့်မြို့ပေါ်ဒေတာတွေပဲပါဝင်ပြီးအဲ့ဒီဒေတာတွေဟာလည်းအလုံးစုံတည်ငြိမ်မှုမရှိသေးတာကြောင့်ရာနှုန်းပြည့်အောင်မြင်နိုင်ဖို့ခက်ခဲနိုင်တယ်လို့ KNA တာဝန်ရှိသူတွေကပြောပါတယ်ကယန်ဒေတာမှာကယန်မျိုးသားပါတီ KNB တခုရာရှိပြီးအဲ့ဒီပါတီဟာလည်းစစ်အာဏာသိမ်းပြီးနောက်ပိုင်းမပုံမတင်ထားတာကြောင့်2023ခုနှစ်မတ်လ29ရက်နေ့မှာစစ်ကော်မရှင်လက်အောက်ခံ UEC ကဖျက်သိမ်းထားပြီးဖြစ်တယ်လို့လည်းသိရပါဗျာ။ 1964ခုနှစ်ခရဲကလက်နက်ကင်တော်လှန်ခဲ့တဲ့ကယန်းပြည်သစ်ပါတီ KNLB ကတော့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကို ပူးပေါင်းကူညီမယ်လို့ကြေညာထားပြီးသူတို့အနေနဲ့ပါဝင်ရှင်ပြိုင်မှုရှိမရှိကိုတော့စုံစမ်းနေစေဖြစ်ပါရဲ့ရှင်။